သို့သောတရားနာပိဋကတ်တွေကအတ္တကြီးမှချင်းရေတို့တရားမညာဘူးလို့ဒီလိုတော့မပြောဆုတ်ယုံမှုရှိလို့ပြောတယ်နော်တရားကြီးမှချင်းလည်းညာနာဖြစ်တဲ့ပုဂ္ဂိုလ်ရှိပါတယ်မရှိဘူးလို့ပြောတာမဟုတ်ဘူးအကောင်းဆုံးအချိန်ကိုဘုရားရွေးပြတာနော်အကောင်းဆုံးအချိန်ကိုရွေးပြတာအဲ့တော့တရားတရားအထုတ်ဖို့တရားချင်းဖို့အကောင်းဆုံးအချိန်ပထမအလုပ်ပဲ 33နှစ်အတွင်းမှာကျင့်မှာအားလို့ပြောကြည့်ပြီဘုရားတော်တော်ထွက်တယ်အလုံးသိတဲ့တိုင်း23နှစ်မှာတော်ထွက်တာ23နှစ်မှာတော်ထွက်ပြီဘုရားကျင့်တာအကောင်းဆုံးအဖြစ်ပဲဒီကောင်းမိကအရွယ်နဲ့ပတ်သက်ပြီးပြောတာဘုလိုတော့ ။တရားဓမ္မဆိုတာဘယ်ရဲ့လဲချင်းချင်းစဉ်းစားတော့ရမှာပေါ့။ထိတ်တန်းတာမဖြစ်ဘူးပေါ့ဒီလိုဆိုလို့။အသက်ကြီးမှဒီကအထုတ်ပြီးတော့တရားရရတဲ့ပုဂ္ဂိုလ်ကိုမရှိဘူးမဟုတ်ဘူးရှိတယ်။ရှိပါလား။မဖြစ်နိုင်ဘူးလို့မပြောဖြစ်တယ်။အကောင်းဆုံးအချိန်ကိုပြောတာနော်။နောက်တစ်ခုကဘာလို့ဆိုတော့ကျမ်းမာနေတဲ့အချိန်အကောင်းဆုံးနေတဲ့တရားအထုတ်။ယောဂဝိညာဉ်နဲ့နှိမ့်ဆက်တာ ဘမမချမ်းဖြစ်မှာတရားတော်အထုတ်မယ်ဆိုလို့ရှိရင်ဟာထိတ်ကန်းနဲ့ဖြစ်နိုင်ဘူးအောင်မြင်ပေါ်ရောက်တယ်ဒီနေရာမှာလည်းပဲရက်ဆောင်ရတာအကောင်းဆုံးအချိန်ကိုပြောတာယောဂဖြစ်နေတရားမကျင့်ရဘူးလို့ပြောတာမဟုတ်ဘူး miss understanding ဖြစ်တဲ့တရားကဒီချိန်မှာလို့ဒီချိန်မလုံးအောင်လို့ဒီလိုပြောတာမဟုတ်ဘူးเนาะဒါသမယကုတ်ကိုလူတိုင်းဖတ်ကြည့်ရင်သိပါတယ် ။ဒါမြတ်စွာဘုရားဟောထားတဲ့အဲအင်္ဂုတ္တပိစကနိဗ္ဗာန်တမယတုဆိုရှိတရားအထုတ်ဖို့ကောင်းတဲ့အချက်။ကျမ်းမာနေတဲ့အချက်ကောင်းဆုံးပဲ။နောက်တစ်ခုကပါလို့ဆိုရင်ယရီဟုကောင်းပုံပြီးတော့တိုင်းပြည်မှာအစာရင်းစားပေါများနေတဲ့အချိန်မှာကောင်းဆုံးတခါတရံကြတော့ တတ်တယ်ယုံကြည်ခိုင်းတယ်ဆိုတာရှိသေးတယ်ဘိုးတွေခေါင်းပြီးတော့သံသဘာနဲ့ပြတ်လို့ရှင်းတာဒုပိတ်ခန္ဓာကတော့ခေါ်တော့เนาะစောင်းရတော့ဆရာမရှိတဲ့အနေထားကိုအာနန္ဒတိထားမိကြပါလိမ့်မယ်ဒွန်ရတဲ့ဆန္ဒနဲ့အင်းနဲ့ဆန္ဒကအီသီယိုပီးယားမှာဖြစ်တဲ့ခိစ္စကလေးဓာတ်တွေလည်းပါတယ်ကလေးလေးတွေဟုတ်လားအယူပြန်နေတယ် ရလုံးလေးတွေကြောင်းကြောင်းနဲ့စားပြတောက်ဆက်မရှိကြတဲ့အနေထားအဲ့ဒီလိုအခြေအနေကြောင့်ကတရားအထုတ်လို့ဖြစ်ဘူးဝါဝနေနေစားလို့စားရင်ကိုယ်ပေါ်တဲ့အခြေအနေမှာတရားထုတ်တာကိုကောင်းပါတယ်နော်နောက်တစ်ခုကဘာလို့ဆိုတော့တန်းပြီတစ်ခုကညင်ညွတ်စည်းလုံးပြီးတော့လူတွေဟာစည်းလုံးကြီးညင်ညွတ်နေတဲ့အခြေအနေမှာတရားထုတ်တာ ဒိုင်းမကြီးကစီယုံကြီးတွေပြုတ်ပွဲပြီးတော့သဘုံတကံနေချလို့ဒိုင်းမကြီးတွေမှာပြည်ရင်းစစ်ကြီးဖြစ်နေတဲ့အချိန်မှာဆိုလောလောဆယ်အားထုတ်လို့ဖြစ်အောင်အဲ့ဒီအချိန်ကတရားထုတ်ရတဲ့အချိန်မဟုတ်ဘူးလို့မထုတ်နဲ့လို့ပြောတာမဟုတ်ဘူးနော်တရားစွာတဲ့အချိန်ထုတ်ဖို့ရတာရအကောင်းဆုံးအချိန်လေးဒီမြတ်စွာဘုရားရေးပြတာနောက်တစ်ခုကတော့စာထဲမှာ ်တယ်ဆိုတဲ့သိမ့်ကိုပြောတရားထုတ်ပေါ်တရားထုတ်ခြင်းမိတ်ဆွေတန်တာခြင်းခြင်းတရားချက်ပေါ်ခြင်းခြင်းအားလုံးကညီညီရွတ်ရွတ်ဖြစ်နေတဲ့အချိန်တရားထုတ်ကောင်းကောင်းနဲ့တရားနဲ့တရားမတည့်လို့ကွဲကြပြဲကြဆဲကြရေးကြပုတ်ခတ်ကြအဲ့ဒီလိုအချိန်ရင်းမှာတော့တရားထုတ်ကောင်းဘူးဟော သမယသုတ်တံကတရားထုတ်လို့ကောင်းတဲ့အချိန်တရားကျင့်လို့ကောင်းတဲ့အချိန်မှာမျိုးဆိုပြီးတော့လက်ဆောင်ကိုပေါ့ချင်ရှိတယ်။ဒါလည်းမသားစရာကောင်းတဲ့အခုနော်။